အားလုံးပဲမင်္ဂလာပါဗျာ။ကောင်းစက်တဲ့ရှင်တမပြန်လဲကျွေးဆိုလိုက်ပါရခင်ဗျာ။ခုတင်ဆက်ပေးမယ့်ရုပ်သားဗီဒီယိုဖိုင်တွေတော့ဒိုင်းစားဒေသတွေမှာစစ်တပ်ကင်းစင်ရေးကိုအရင်လုပ်ဖို့ပြောထားတဲ့ကိုငင်းကြောင်ရုပ်သားဗီဒီယိုဖိုင်တွေကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာ။ဒီမှာကိုငင်းကြောင်ဟာအဲ့ဒီကြောင်နဲ့ပတ်သက်ပြီးဘာတွေလို့ပြောဆိုနေသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာ။အားလုံးကိုလည်းကောင်းစက်တဲ့ရှင်တမအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။ ကျွန်တော်ပေးမယ့်အကောင်းဆုံးက view ဟာတွေဘလို့ဆွဲမှာလဲဘသူတွေဘာတွေဆက်လုပ်မှာလဲဒီအခြေအနေကတိတ်ပြီးတော့အရေးကြီးတဲ့အခြေအနေဖြစ်လာတယ်အရေးကြီးတဲ့အခြေအနေလို့ပြောတဲ့ကိစ္စကမင်းအောင်လှိုင်စစ်တပ်ဟာမင်းအောင်လှိုင်စစ်တပ်ဟာမျိုးစောင့်တပ်မရှိဘဲနဲ့အကာအကွယ်တွေရကုန်မင်းအောင်လှိုင်စစ်တပ်ဟာမျိုးစောင့်တပ်မရဘဲနဲ့အကာအကွယ်တွေရလာပြီဒီဟာကဘာကိုပြောတာလဲကျွန်တော်ပြောပါမယ်ငလျင်ကြီးဖြစ်တယ်စကိုင်းမှာအခက်အခဲတွေအများကြီးဖြစ်တယ် မန္တလေးမှာအပြက်အစီးတွေအများကြီးရှိတယ်။နေပြည်တော်မှာအသေးပြောက်တွေအများများတယ်။ဒီလိုသုံးခုဖြစ်တဲ့အခါမှာနိုင်ငံတကာကနေပြီးတော့ဆေးရုံတွေ၊ကုညီကယ်ဆယ်ရေးအဖွဲ့တွေဝင်လာတယ်။ကျွန်တော်တို့တော်လှန်ရေးအဖွဲ့အစည်းတွေဆိုတာကနိုင်ငံတကာကိုနော်ဂယုမဆိုင်ဘူးအမိခိုမရဘူးဆိုတော့မှနိုင်ငံတကာကအကူအညီအဖွဲ့တွေကိုနိုင်ငံတကာကိုကျွန်တော်တို့ကအသိအမှတ်ပြုအောင်စူးစမ်းနေရတဲ့အဖွဲ့အစည်းတွေဖြစ်တယ်။ကိုအောင်နိုင်မြေတတိယရတယ်။အစ္စလာမ်ဘဝလေးကွန်ဥပုပ်လည်းမြတ်မြတ်ရပါစေ။ ပြီးတော့အခု NUG က PDF က NUG တို့ PDF တို့ကမန္တလေးကိုသိမ်းမယ်၊စကိုင်းကိုသိမ်းမယ်၊နေပြည်တော်ကိုလမ်းများအလုံးနေပြည်တော်တို့ဒီလိုမျိုးပြောထားတာရှိပြီးတော့ဒီလိုပြောထားတဲ့အခါမှာစကိုင်းကိုသိမ်းဖို့ဟိုမှာနိုင်ငံတကာကစေယုံစေကန်းတွေလာဖွင့်နေနိုင်ငံတကာကကူညီကယ်ဆယ်ရေးတွေလာလုပ်တယ်ဟေးဆိုရင်ကျွန်တော်တို့ကသိမ်းနိုင်ရင်တောင်မှသိမ်းဖို့ကိုစဉ်းစားရတော့မယ်။ငါတို့သွားသိမ်းလိုက်လို့ရှိရင် နိုင်ငံသားကအကူအညီတွေကိုအထီးကိုက်ဖြစ်မလားအနောက်ရှက်ဖြစ်မလားငါတို့ကသွားပြစ်တာငါတို့ကသွားပြစ်တာယွမ်နီးချုပ်ဆက်ပဲစစ်တပ်ကကောင်တွေကအဲ့မှာရှိတဲ့မြဂျပန်ဆေးရုံကတို့ဂျပန်ကူကူညီရေးဖွဲ့ရလူတွေဆေးရုံကလူတွေကိုအကုန်ပြစ်တာမယ်ဟိုနေပြည်တော်မှာရှိတဲ့အမေရိကန်ဆေးရုံကလူတွေအကုန်လုံးကိုပြစ်တာမယ်စစ်တပ်ကကောင်တွေကလုံဖို့သူတို့မှာအကြံအစီတွေရှိပြီးသားစစ်တပ်ကကောင်တွေကကယ်ဆယ်ရေးဖွဲ့တွေကိုသတ်ဖို့ နော်ဒုက္ခပေးဖို့နှီးပြောဆုံးနဲ့ကြံဖို့စစ်တပ်ကအကုန်လုံးအကြံအစီတွေရှိပြီးသားရှိလို့လေဒီနိုင်ငံတကာအဖွဲ့အစည်းတွေကိုပြည်သူတွေကိုအကြောင်းပြပြီးတော့ခေါ်ပြီးတော့စေယုံတွေဖွင့်ပေးတာဒီတော့ကျွန်တော်တို့တော်လိုင်းရဲ့ဖွဲ့စည်းတွေကဒီမျိုးကြီးတွေကိုမဖြစ်မနေကိုရှောင်ရမယ်အနေထားဖြစ်နေတယ်။သခိုင်းကိုရှောင်ရမယ်၊မန္တလေးကိုရှောင်ရမယ်၊နေပြည်တော်ကိုရှောင်ရမယ်။ဒီအခါမှာတော်လိုင်းရဲ့ဖွဲ့စည်းတွေအင်အားကောင်းနေတာကလည်းအညာဒေသသခိုင်းတို့မကွေးတို့ဒီလိုအထက်အညာဒေသတွေမှာတော်လိုင်းရဲ့ဖွဲ့စည်းတွေကအင်အားကောင်းနေတာ ရွာလေးတွေသိမ်းနေရွာလေးတွေသိမ်းနေဆိုတဲ့ဟာကလည်းခင်ဗျားတို့တစ်ချိန်လုံးရွာလေးတွေကသိမ်းနေတာပဲဒီတော့မြို့ကြီးတွေသိမ်းဖို့ဟာမှာဒီဂျပန်ဒေါ်လာဂျပန်ကူညီကယ်ဆယ်ရေးအဖွဲ့တွေအမေရိကန်ကူညီရေးအဖွဲ့တွေရုရှားတွေအကုန်လုံးနိုင်ငံတကာအဖွဲ့တွေကလာကူညီပြီးဟဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကသူတို့ကိုအနှောက်အယှက်မဖြစ်အောင်သူတို့ကိုထိခိုက်နေတာမှုတွေမဖြစ်အောင်ဒီမြို့ကြီးတွေရှောင်လိုက်လို့ရှိလို့ရှိရင်ဘလို့မှဒေါ်လာရေးအဖွဲ့စည်းတွေရဲ့တိုက်ဖို့နေရာကကျင်းကိုကျင်းသွားတယ်လို့ဖြစ်တယ်ကိုဖာသာကိုတည်တည်ချာချာပြန်ပြီးတော့စဉ်းစားကြည့်နော်ကျွန်တော်တို့ဒေါ်လာရေးအဖွဲ့စည်းတွေအခုလမ်းများအလုံးနေပြီတော်သောဆိုတာကလည်း မဖြစ်မနေကိုရွှေ့ရမယ့်အခြေအနေလမ်းများအားလုံးနေပြည်တော်တို့ဆိုတာကလည်းမဖြစ်မနေရွှေ့ရမယ့်အခြေအနေစကားရုပ်သိမ်းမယ်ဆိုတာကလည်းမဖြစ်မနေရွှေ့ရမယ့်အခြေအနေနေပြည်တော်ကိုသိမ်းမယ်ဆိုတာကလည်းမဖြစ်မနေရွှေ့ရမယ့်အခြေအနေဒီလိုအခြေအနေတွေဖြစ်လာပြီဟေ့ဆိုလို့ရှိရင်မင်းအောင်လိုက်စစ်တပ်ဟာမျိုးဆောင်တပ်မထားဘဲနဲ့တောင်မှသူဒီသုံးမျိုးကသူလုံခြုံတယ်လို့ဖြစ်နေဒီတော့ကျွန်တော်တို့တော်လိုင်းရဲ့ဖွဲ့စည်းတွေဘာဆက်လုပ်မလဲ PDF တွေဘာဆက်လုပ်မလဲ တိုင်းရင်းသားဒေါ်လာရေးဖွဲ့စည်းတွေကသူ့ဟာသူအခုအချိန်မှလည်းဆက်ပြီးတော့တိုက်နေတော့မယ်တိုင်းရင်းသားနေရာတွေမှာအခုအချိန်ထိစစ်တပ်ကလည်းဘုံကျဲနေတော့မယ်ဒီတော့အကောင်းဆုံးအကြံအစီလို့ပြောရမယ်ဆိုလို့ရှိရင်တိုင်းရင်းသားဒေသတွေမှာစစ်တပ်ကင်းစင်ရေးဖြစ်အောင်လုပ်နိုင်ဖို့အရေးကြီးတယ်အဲ့လိုလုပ်ဖို့အခါကျတော့လည်းအခုလာရှိုးမှာနေစစ်တပ်ကပြန်ပြီးတော့နေရာယူတော့မှာလာရှိုးဆိုတာဗျာဒါရှမ်းပြည်နယ်ထဲမှာပါတယ်တိုင်းရင်းသားဖွဲ့စည်းတွေကနေပြီးတော့အုပ်ချုပ်ထားတာအခုတရားကိုပြန်ပြီးတော့ဆုတ်ရမယ်ဟေ့ဆိုလို့ရှိရင်စစ်တပ်ကအလိုလိုနေရင်းနဲ့မျိုးဆောင်တက်တယ်မရှိဘဲနဲ့ကြီးစံတက် ီစံတထောင်မှမထွက်ဖဲနဲ့စစ်တပ်ကနေပြီးတော့အခုနေရာတွေကိုသိမ်းနိုင်တယ်လို့ဖြစ်သွားပြီလူတွေကလည်းဒုက္ခရောက်နေတာဒုက္ခရောက်နေတဲ့ပြည်သူတွေကြားထဲမှာတိုက်ပွဲဖော်ဖို့ဆိုတာကလည်းတော်တော်စဉ်းစားရမယ့်ကိစ္စငကိုတွေကဒုက္ခရောက်နေတဲ့ပြည်သူတွေဒီတော့တော်လန်ရဲ့အဖွဲ့အစည်းလုံနေတော်လန်ရဲ့လုံနေတဲ့သူတွေခေါင်းဆောင်တွေအထူးသဖြင့် UNG လို့ခေါင်းဆောင်တွေခင်ဗျားတို့ပြက်ပြက်တသားစဉ်းစားရတော့မယ့်ကိစ္စရှိတယ်ပြက်ပြက်တသားဆုံးဖြတ်ရတော့မယ့်ကိစ္စရှိတယ်အဲ့ဒါကဘာလဲဆိုတော့စစ်တပ်ကိုတော့အလျှော်ပေးလို့မရဘူးသို့တော့ငါတို့ PDF တွေငါတို့ရှေ့သမျှဗမာအဖွဲ့အစည်းတွေက တိုင်းရင်းသားဒေသတွေမှာရှိတဲ့စစ်စခန်းတွေအကုန်လုံးကိုဥပမာမွန်ပြည်နယ်မှာကရင်ပြည်နယ်မှာကချင်ပြည်နယ်မှာအဲ့ဒီဒေသမှာဖြန့်ကျက်ထားတဲ့စစ်စခန်းတွေတပ်ဟိုဌာနချုပ်တွေဒီလိုဟာတွေအကုန်မရှိအောင်ငါတို့ဘလို့ပြန်လုပ်မလဲဆိုတဲ့ဟာကိုယူဟာပြန်ပြီးတော့ပြောင်းဖို့ဆွဲပြောင်းဖို့ဆွေးနွေးဖို့ဒီကိစ္စတွေကတိတ်ပြီးတော့အရေးကြီးလာပြီမပြောချင်လဲပြောရမယ်ပြောချင်လဲပြောရမယ်လောလောဆယ်3လစကိုင်းကိုတိုက်လို့မရဘူးလောလောဆယ်3လမန္တလေးကိုတိုက်လို့မရဘူးလောလောဆယ်3လနေပြည်တော်ကိုတိုက်လို့မရဘူး ကျွန်တော်တို့ကပြည်သူတွေနစ်နာမယ်ပြည်သူတွေနစ်နာမယ်ပြောမနေနဲ့ပြည်သူတွေကနစ်နာနေပြီသားငလျင်လုံးမှာပြည်သူတွေကနစ်နာနေတာမဟုတ်ဘူးဒီစစ်တပ်ကနေပြီးတော့အုပ်ချုပ်နေကြတဲ့ကပြည်သူတွေကနစ်နာနေတာအဲ့တော့ပြည်သူနစ်နာမယ်ဆိုတဲ့ကိစ္စပြောပြီးတော့ခင်ဗျားတို့ရှောင်လွှဲလဲနေလို့မရဘူးအခုဟာကနိုင်ငံတကာကကယ်ဆယ်ရေးအဖွဲ့တွေကိုမထိခိုက်အောင်နိုင်ငံတကာကတော်လှန်ရေးအဖွဲ့အစည်းတွေကိုဒီစစ်တပ်ကတတ်တော့မှာထပ်ပြောမယ်နော်ဒီတော်လှန်ဒီစစ်တပ်ကနေပြီးတော့ဒီမင်းအောင်လှိုင်စစ်တပ်ကနေပြီးတော့ဒီကူညီကယ်ဆယ်ရေးအဖွဲ့တွေက တယောက်ချင်းခကြီးသွားတာတို့တယောက်ချင်းစားတော့ဆိုင်သွားတာတို့အဲ့ဒါမျိုးလုပ်လို့ရှိလို့ရှိရင်ပြူစောထီးတွေကပတ်မယ်စစ်တပ်ကပတ်မယ်ရဲရပတ်မယ်မဘာသာတွေကပတ်မယ်ပတ်ပြီးသွားလို့ရှိရင်ခမားတို့ကိုလွှဲချမယ်ဟာကိုခမားတို့ဘာတွေပြင်ဆင်ထားပြီလဲစီတူရဲ့တတိယတဲ့ကျွန်တော်စိုးရိမ်ပြီးပြောတဲ့ကိစ္စကအဲ့ဒါအခုကယ်ဆယ်ရေးအဖွဲ့တွေရှိတယ်ဂျပန်လာတယ်အမေရိကန်လာတယ်ရုရှားလာတယ်အဲ့ကယ်ဆယ်ရေးအဖွဲ့ကလူတွေတယောက်ချင်းနေအပြင်ကိုသူတို့ကသူတို့သွားလဲမယ် အပြင်ကိုသူတို့ကသူတို့ဈေးဝယ်မယ်အပြင်ကိုသူတို့ကသူတို့သွားပြီးတော့အပြော်ဟုံးစာပေါ့အနာယူတာတို့ဘာတို့အလဲသွားတာတို့လုပ်မယ်အဲ့ဒီအချိန်မှာစစ်တပ်ကတယောက်ချင်းစီကိုတတ်မှာမင်းအောင်လိုင်အကွက်ကဒီအကွက်ပဲမင်းအောင်လိုင်အကွက်ကဒီအကွက်အဲ့ဒီအကွက်ကိုကျွန်တော်တို့ဘလို့အကာအကွယ်ပေးနိုင်မလဲအဲ့ဒီအကွက်ကိုကျွန်တော်တို့ကဘလို့မျိုးပြင်ဆင်ထားမလဲခင်ဗျားတို့အနေနဲ့ဒီကယ်ဆယ်ရေးတွေရှိတဲ့အတွက်ဒီမျိုးကြီးတွေကိုဝင်တိုက်ဖို့ဒီမျိုးကြီးတွေကိုဝင်သိမ်းဖို့အဲ့ဒါတွေက တော်တော်အခက်အခဲဖြစ်သွားပြီစစ်တပ်ကနာမည်ပြတ်မဲ့ဟာကိုခမည်းတော်ဘလို့ပြင်းစင်လုပ်မလဲပြီးတော့ရင်တိုင်းရင်းသားဒေသတွေမှာရှိတဲ့ဒီဗမာစစ်တပ်မင်းအောင်လှိုင်စစ်တပ်ကိုဘလို့အပြီးမောင်းထုတ်မလဲကိုယ့်နယ်မြေကိုကိုဘလို့အပြီးပြင်းတိဆောက်မလဲဒါမျိုးတွေစဉ်းစားရမယ့်ကိစ္စအခက်အခဲတွေကတော့အများကြီးဖြစ်လာမှာအခက်အခဲတွေကတော့အများကြီးကိုဖြစ်လာတော့မှာဘာဖြစ်လို့လဲအခုငလျင်လှုပ်တယ်ရန်ကုန်မန္တလေးမီးပြန်းလာတာမလာတာထား ဟိုမန္တလေးတို့စကိုင်းတို့နေပြည်တော်တို့မီးလာတာမလာတာခဏထားရန်ကုန်မှာပါမီးတွေပြက်ကုန်ရန်ကုန်မှာမီးပြက်တဲ့ပြည်လူရည်တီရောက်လာလို့ရှိလို့ရှိရင်တခြားမျိုးတွေမှာလည်းထပ်ထပ်ပြီးတော့ပြက်မယ်ပြည်သူလူထုကအဲ့ဒီမှာလည်းထပ်ပြီးတော့နစ်နာအောင်မှာပဲပြည်သူနစ်နာမယ်ဆိုတဲ့ကိစ္စနဲ့တော့ခင်ဗျားတို့တက်မလာတော့နဲ့တိုင်းရင်းသားခေါင်းဆောင်တွေပဲဖြစ်ဖြစ် PDF ခေါင်းဆောင်တွေပဲဖြစ်ဖြစ် NUG ပဲဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်တိုင်းရင်းသားတွေနစ်နာမယ်တိုင်းပြည်သူတွေနစ်နာမယ်ဆိုပြီးတော့အဲ့စကလုံးနဲ့တက်မလာတော့နဲ့အဲ့စကလုံးကသုံးလို့မရတော့ဘူးအဲ့စကလုံးကပွဲမတိုးတော့ဘူးပြည်သူတွေကနစ်နာနေပြီစစ်တပ်အာဏာသိမ်းတော့လည်းနစ်နာတယ် ငလင်လောက်တော့လဲနစ်နာတယ်ရဲကြီးတော့လဲနစ်နာတယ်ဈေးကြီးတော့လဲနစ်နာတယ်မိမလာလဲနစ်နာတယ်ပြည်သူတွေနစ်နာမယ်ဆိုတဲ့စကားလောက်နဲ့တော့တက်မလာတော့နဲ့ဗမာနိုင်ငံရေးမှာပြည်သူတွေကနစ်နာနေပါပြီဗမာနိုင်ငံရေးမှာပြည်သူတွေကဒုက္ခရောက်နေပါပြီဆိုပြီးတဲ့စကားလောက်နဲ့တက်မလာတော့နဲ့အဲ့ဒါဗမာနိုင်ငံရေးမှာစေမတိုးတော့ဘူးပြည်သူတွေကအမြဲတမ်းအကုန်နစ်နာတယ် စစ်တာအနာသိမ့်လက်နစ်နာတယ်ရေကြီးလက်နစ်နာတယ်မုန်တိုင်းတိုက်လက်နစ်နာတယ်တိုက်ပွဲဖြစ်လက်နစ်နာတယ်နေရာတကာမှာပြည်သူတွေကနစ်နာနေတယ်ပြည်သူတွေကနစ်နာနေတဲ့အပြင်မှာပြည်သူတွေမှာအလုတ်မရှိအကိုင်မရှိတဲ့အတွက်လူငယ်တွေကမျောလင့်ချက်မရှိတဲ့အတွက်နိုင်ငံရချားကိုတနေ့တမျိုးနီးမျိုးစုံနဲ့ကိုထွက်နေတာအပေါ်လန်းကထွက်လို့မရရင်အောက်လန်းကထွက်မယ်အောက်လန်းကထွက်လို့မရရင်အပေါ်လန်းကသွားမယ်အပေါ်လန်းကသွားလို့မရရင်အလေလန်းကသွားမယ်ဆိုပြီးတော့ဗမာပြည်ထဲမှာလူငယ်တွေဆိုတာလည်းမရှိသလောက်ဖြစ်နေမရှိသလောက်ဖြစ်တဲ့အပြင်မှာဒီစစ်တပ်ကြောင့်ဗမာလူငယ်ဗမာနိုင်ငံသားတွေကမျိုးဆက်တွေပြတ်တော့ ဒီစစ်တပ်ကြောင့်ဗမာနိုင်ငံသားတွေမျိုးဆက်ပြတ်တော့မယ်ကျွန်တော်ခင်ဗျားတို့ဥပမာတစ်ခုပေးမယ်ထိုင်းနိုင်ငံမှာအခုအလုတ်သွားလုံနေကြတဲ့လူရွယ်တွေလူငယ်တွေရှိတယ်ခင်ဗျားတို့ပြောတဲ့တီးကျင်တိုင်းတီးကျင်တန်တီးပွင့်ကျင်တန်ပွင့်ဆိုတဲ့လူငယ်တွေရှိတယ်လူငယ်တပေါင်းသွားတယ်အတွဲတစ်ထောင်မှာခလေးတစ်ထောင်မွေးလာလူငယ်တပေါင်းလုံးလင်မယားဖျက်အောင်ပေးစားတာမဟုတ်ဘူးအတွဲတစ်ထောင်သွားအတွဲတစ်ထောင်ပဲရှိအတွဲတစ်ထောင်ဆိုတော့လူနှစ်ထောင်ပေါ့မိန်းမတစ်ထောင်ယောက်ျားတစ်ထောင်ပေါ့ ဲ့တထောင်ထဲမှာကလေး900မွေးလာထိုင်းနိုင်ငံမှာလည်းဗမာတွေကလေးမမွေးနိုင်တော့ကိုရီးယားကိုဗမာတွေသွားတယ်ကိုရီးယားမှာရောဗမာတွေကလေးမွေးလာမတော်တဆရတဲ့ကလေးနဲ့ဖျားပေးတဲ့ကလေးနဲ့ဒီလိုဟာမျိုးပဲရှိတယ်ကိုဟာကိုမိသားစုစီမံကိန်းဆိုပြီးငါကတော့ကလေးနှစ်ယောက်ယူမယ်ဟဲ့တယောက်ကတော့ပညာရှင်ကြီးဖြစ်အောင်မွေးမယ်ဟဲ့တယောက်ကတော့ငါတို့မိဘကိုကြည့်အောင်မွေးမယ်ဟဲ့ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ရည်မှန်းချက်တွေနဲ့နော်စီမံကိန်းတွေနဲ့ကလေးမွေးနိုင်တယ်လို့မရှိဘူးဖျားပေးလို့တော့မတော်တဆတော့အဆွတ်မပါလို့လို့ဆိုပြီးတော့မွေးတဲ့ကလေးတွေပဲရှိတယ်အဲ့ဒီအတိုင်းပဲဥရောပကိုသွားတယ် ဥရောပမှာရောဗမာလူမျိုးတွေဗမာနိုင်ငံသားတွေဗမာအဲ့ခလေးမွေးနိုင်လားဟာမေနိုင်ငံသားတွေနဲ့ယူတဲ့လူကတော့မွေးတယ်ဟဲ့ကျွန်တော်နိုင်ငံသားနဲ့ယူတဲ့လူတွေကိုပြောနေတာမဟုတ်ဘူးဗမာအချင်းချင်းကိုပြောနေတာဒီထဲမှာအကုန်လုံးဖျားဖြစ်မဲ့ကောင်တွေပါတယ်မေကုမေးတတ်တဲ့ကောင်တွေပါတယ်အကုန်လုံးကိုကျွန်တော်သိတယ်မေကုမေးတတ်တဲ့လူတွေကိုပါပြောလိုက်အောင်မယ်အမေရိကန်ကိုသွားတယ်အလုတ်သွားလုတ်တဲ့ကြောင်းတက်တဲ့လူတွေကခလေးကိုမမွေးနိုင်တော့ဘူးဒီခါကျတော့ပြဿနာတက်ပြီဗမာပြည်ထဲမှာကျတော့လေအဆွမရှိဟိုဆေးမရှိနဲ့ နော်မွေးကျင်နိုင်မွေးတဲ့ဟာကြတော့လေအိတ်ကလေးတွေကကြောက်ကောက်ကောက်မတက်ရအောင်ပညာကောက်ကောက်မသိရအောင်ပညာကောက်ကောက်မသိရအောင်ကြောက်ကောက်ကောက်မသိရတဲ့ကလေးတွေကနောက်ဘယ်အချိန်နေမှာဘယ်အခါမှာဘလို့နေရာတွေကိုသူတို့ကိုပေးမလဲခင်ဗျားတို့အကုန်လုံးစဉ်းစားမိရလားအဲ့တော့ဘာလုပ်မှာလဲဒီငလီကြီးမှလူတွေကပြောတယ်ငိမ့်ချမ်းရေးလှုပ်ဖို့လိုတယ်ငိမ့်ချမ်းရေးလှုပ်ဖို့လိုတယ်ငိမ့်ချမ်းရေးကဘလို့လှုပ်မှာလဲအဒီစစ်တပ်ကကောင်တွေတော့ဒေါအောင်ဆန်းစုကြည်လိုပဲအာလှုပ်ချင်တာတွေလှုပ်ပေါ့ကျွန်မခွင့်လွတ်တယ်ဆိုပြီးတော့ဘသူကခွင့်လွတ်ပေးမှာလဲ တိုင်းပြည်ကြီးပြန်ပြီးတော့တိဆောက်ဖို့လိုတယ်တိုင်းပြည်ကြီးပြန်ပြီးတိဆောက်ဖို့လိုတယ်ဟဲ့ဆိုလို့ရှိရင်ခင်ဗျားတို့ဘသူကအာမခံလဲကချင်နယ်ရှိကနေကြောက်စိမ့်ထမတူးတော့ပါဘူးရခိုင်ပြည်နယ်ကနေပြီးတော့ရင်းနံနေထမတူးတော့ပါဘူးတဝဲကနေသဘာဝထောက်ကောဓာတ်ွက်တွေမသုံးတော့ပါဘူးဆိုပြီးဘလူအာမခံလဲဘသူမှအာမမခံအဲ့လိုအာမမခံလို့ရှိရင်တိုင်းရင်းသားဒေသကလူတွေကပို့ပြီးတော့ခံရမယ်သူတို့တယံဇာတာတွေကပို့ပြီးတော့ကုန်မယ်ခင်ဗျားတို့အခုကျွန်တော်သေသေးချာချာထပ်ပြီးတော့ရှင်းပြပေးဦးမယ်နော်အခုရန်ကုန်မြို့ကြီးပြင်မယ်မန္တလေးမြို့ကြီးပြင်မယ်စကိုင်းမြို့ကြီးပြင်မယ် ပြည်သူတွေကသူ့ပတ်စံနဲ့သူ့ငွေနဲ့သူ့အိမ်သူပြန်တိဆောက်တဲ့ကိစ္စကိုကျွန်တော်ပြောတာမဟုတ်ဘူး။ Player စစ်တေလမ်းနဲ့ရေရေစနစ်တေအကုန်ဒီမျိုးပြစနစ်ကြီးတွေတိဆောက်မယ်။ဘာမှလည်းအစိုးရမှာပတ်စံ။ UNG မှာလည်းပတ်စံမရှိဘူး။စစ်တပ်မှာလည်းပတ်စံမရှိဘူး။ဒီတော့ဒီပတ်စံရှိအောင်ဘယ်လိုလုပ်မလဲ။ကချင်ကတော်တွေပြပြီးတော့လက်ညှိုးထိုးရောင်းမယ်။ AR ဝင်ဟို AR ဝင်မြစ်ဆုံကြီးပြန်ပြီးတော့တဲဖို့လုပ်ပြီးတော့ရောင်းစားမယ်။အဲ့ခါကျရင်တိုင်းရင်းသားတွေကပိုးခံရမယ်။ငကိုတွေကတိုင်းရင်းသားတွေရှိရနေပြီးတော့တွေ့သမျှလက်ညှိုးထိုးပြီးအကုန်ရောင်းစားလာတာ။ အခုလဲဟာမန္တလေးမြို့ကြီးတိဆောက်ဖို့ကျွန်တော်ပြတာရှင်းရှင်းလေးရတထဲတွေပြည်သူတွေကိုယ်အိမ်ပြိုသွားတဲ့လူကကိုယ်ပတ်စံနဲ့ကိုယ့်ဟာကိုယ်အိမ်ပြန်ဆောက်ကြမှာအဲ့ဒီဟာအစိုးရစိုက်ဆိုင်မစိုက်ဆိုင်ပြည်သူတွေကကိုနေဖို့အတွက်နော်ကိုယ်လုပ်ငန်းတွေလုပ်ဖို့အတွက်ဟိုတယ်ပြိုသွားတဲ့လူကလည်းဟိုတယ်ပြန်ဆောက်မှာသူပတ်စံမရှိတဲ့သူချင်းဟားပြီးတော့သူပြန်ဆောက်မှာအိမ်တွေပြိုကျသွားတဲ့လူကလည်းသူနေဖို့အတွက်နှစ်ထပ်တိုက်မဆောက်နိုင်လို့ရှိလို့ရှိရင်တဲအိမ်လေးတော့သူပြန်ဆောက်မှာအဲ့ဒီကိစ္စပူကြမလို့လမ်းတွေပြင်ဖို့မီလိုက်နေရေလိုက်နေလုပ်ဖို့အစိုးရပတ်စံကုန်ရမယ် အဲ့တော့အထီးအစိုးရမှာပတ်သက်မရှိဘူးပတ်သက်မရှိဘာဖြစ်မလဲဟေးကြောက်စိတ်ထတ်တူအေယာဝတီမြေဆုံကြီးတို့တဲ့ကချင်ထဲမှာလည်းကချင်ဟိုခရိုနီလိုလိုကချင်ပခိုးလိုလိုကောင်တွေရှိတယ်အေယာဝတီမြေဆုံကြီးလှုပ်လို့ရှိရင်ငလျင်လှုပ်လဲဘာမှမဖြစ်ဘူးဆိုတော့ကချင်ထဲကနေပြီးတော့ဟိုကချင်တိုင်းရင်းသားပဲကချင်တိုင်းရင်းသားပဲတစ္ဆာပေါက်တွေရှိတယ်တို့ကငလျင်ကတော့ခံနိုင်တယ်ပေါ့ရေဖီအားတို့အဲ့ဒီကချင်ဒေသအဲ့ငလျင်ဟုံးစာမြေဆုံတဲလိုက်လို့ထွက်ပြီးတော့ပြေးရမယ့်လူတို့ဘာတို့ကိစ္စကြလို့ရှိရင်ဘယ်သူမှမပြောတော့ဘူးတထထားပေါ့ဗျာအဲ့ဒါတွေဘာပဲပြော အခုအလောင်းတော်ကတ္တဖဒီလေးနှစ်တော်လာရေးဖြစ်နေတာအလောင်းတော်ကတ္တဖလည်းကုံသွားပြီတစ်တော်လည်းကုံသွားပြီအလောင်းတော်ကတ္တဖတစ်တော်ကြီးလည်းကုံသွားပြီအဲ့ဒီကုံသွားလို့ရှိလို့ရှိရင်နောက်ထပ်အိမ်ဆောက်ဖို့တစ်ကဘယ်ရရမလဲရှိတဲ့နေရာထပ်ပြီးတော့တစ်တော်တွေကထပ်ကုန်ဦးမယ်ဒီတော့လူလူနစ်နာရဲဆိုတဲ့ပြည်သူတွေဒုက္ခရောက်တယ်စစ်တပ်နဲ့စကားပြောရမယ်ဆိုတဲ့စကားလုံးနေတဲ့ဗမာနိုင်ငံရေးတဲ့ကိုတက်မလာတော့နဲ့ဗမာလူလူကနောကျေးနေပြီကျွန်တော်တို့တွေလည်းနောကျေးနေပြီ 咪咯斯高拉的，对的不啦？罗黄山书记发搞八台斯高拉的，现在发搞八台斯高拉的。阿曼大有表路线，啊，欧债的吧表不离的，咪咯欧债欧债民生的事业，咪咯爬楼的，我马屁嘛，现在阿那等人咪咯严重脱皮了，咪咯的，吹收啊！阿古年年也是个表我说，拉倒，咪咯斯高拉的吹收啊，话皮罗嘞，咪咯啊不生亚美说了，对的嘞，现在搞搞你阿嘞，爸妈都不教，俺尤其阿搞你阿嘞，可老让人倒闭，可被人倒闭。第六下庙的，现在的人，六多买，我马以前的阿不，全部伊把这里亚巴嘞，全部伊阿塞多拉唔起了。 ီတော့ပြဿနာတွေကအကြီးအကျယ်ရှိတယ်အဲ့တော့ကျွန်တော်ပြောချင်တာခင်ဗျားတို့နောက်ဆုံးယူဟာအရအခြေအနေအရစကိုင်းအောင်မသိနိုင်ဘူးမန္တလေးကိုမသိနိုင်ဘူးနေပြည်တော်ကိုသိမ့်ဖို့မဖြစ်နိုင်ဘူးအခြေအနေအရဖြစ်လာတဲ့ကိစ္စအဲ့ဒါခင်ဗျားတို့အပြစ်မဟုတ်ဘူးခင်ဗျားတို့တို့ကကံတောင်ပုံကောင်းသေးတယ်ဘာဖြစ်လို့လဲခင်ဗျားတို့ဗဇက်ပြောပဲပြောနေတာဗဇက်နဲ့ပြောပြီးမသိနိုင်လို့ခင်ဗျားတို့ကလည်းကြီးနေတာလမ်းများအလုံးနေပြည်တော်တို့မန္တလေးကိုမနှက်ဖန်သိမ့်ပြီးတပတ်ခါကျအဟုတ်စားမနေ့တုန်းကစကိုင်းကိုစီးပြီးသွားပြီခင်ဗျားတို့တွေကိုအခုငလျင်ရနေပြီးတော့ပြန်ပြီးတော့သိခါဆဲပြီးတာ အန်ယူဂျီငလျင်လောက်တာနော်အန်ယူဂျီကိုတိတ်ခါပြန်ဆက်ပေးတာဟာဘာလဲဟုတ်ဘယ်လိုပြောမလဲသူတို့ပြောတာအကွက်ပစ်ခင်းနေတယ်ကွက်စိတ်နေတယ်ကွက်ပစ်ခင်းနေတယ်ကွက်စိတ်တွေကွက်ပစ်တွေရှောက်ခင်းမနေတော့နဲ့မင်းတို့အခုငလျင်ရကယ်ပေးလိုက်ပြီမင်းတို့သိန်းနိုင်မှမမထင်နဲ့နော်မဲစကိုင်းကိုလည်းငလျင်လုတ်ပေးထားတယ်မင်းတို့မသိန်းနိုင်ကြမန္တလေးကိုလည်းငလျင်လုတ်ပေးထားတယ်အဲ့တော့မင်းတို့အကြောင်းပြလို့ရတယ်ပြည်သူတွေဒုက္ခရောက်နေလို့ကျွန်တော်တို့ကမသိန်းနိုင်ပါဘူးကယ်ဆယ်ရေးတွေရှိနေလို့မသိန်းနိုင်ပါဘူးမင်းတို့အကြောင်းပြလို့ရတယ်ဒါပေမဲ့မင်းတို့အကြောင်းပြလဲတိုင်းရင်းသားဒေသတွေမှာစစ်တပ်မရှိအောင်တိုင်းရင်းသားတွေကိုမင်းတို့ဘယ်လောက်ကူမလဲ တိုင်းရင်းသားတွေကိုမင်းတို့ဘယ်လိုမျိုးအကျိုးပြုမလဲတိုင်းရင်းသားဒေသတွေမှာလာပြီးတော့စစ်တပ်ကရောင်းစားမဲ့တယံသာတာတွေကိုဘယ်လိုအကာအကွယ်ပေးမလဲဒီကိစ္စကတိတ်အရေးကြီးတယ်အဲ့တော့ view ဟာတွေဘယ်လိုပြောင်းမှာလဲဒီ၃လကျင်းနေတာဒီ၃လမှာမန္တလေးသခိုင်းနေပြီးတော့တွားထီလို့မရဘူးဒီ၃လမှာမန္တလေးသခိုင်းနေပြီးတော့တွားထီလို့မရဘူးဗာလဲကယ်ဆယ်ရေးအဖွဲ့တွေရှိနေတယ်နိုင်ငံတကာအဖွဲ့တွေရှိနေတယ်အဲ့ဒီကယ်ဆယ်ရေးအဖွဲ့တွေကိုစစ်တပ်ကတတ်ပြီးတော့ကိုယ့်နာမည်မဖြတ်အောင်ကိုဘယ်လိုအကာအကွယ်လုပ်မလဲ အဲ့ဒီကိစ္စအရေးကြီးတာကဲစဲရေးအဖွဲတွေကိုစစ်တပ်ကတတ်ပြီးတော့တော်လိုင်းရေးအဖွဲတွေကိုနာမည်မဖြတ်အောင်ကိုဘလို့အကာအကွယ်လုပ်မလဲကိုဘလို့ကြိုးတင်ပြင်းစင်ထားမလဲအဲ့ဒီကိစ္စအရေးကြီးတယ်မင်းအောင်လိုင်းကတော့တတ်ပြမှာရခိုင်မှာမတွေ့ဘူးလားရခိုင်ကိုနာမည်ဖြတ်ချင်တဲ့အခါကိုဘစ်မှာဟာကုလသမဂ္ဂဝန်ထမ်းဟိုပေါ့စစ်တပ်ကပြစ်ပြီးလဲပြစ်ပြီးတော့အေအေရပြစ်တယ်ဆိုပြီးတော့ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေအေအေရပြဿနာမရှင်းရှင်းရအောင်စစ်တပ်ကကောင်တွေလုပ်တာ UN ကောင်တွေကလည်းပြဿနာပဲဖွာပေးတာ 哦，泸沽也落嘛的下来，不晓得哪来跑一杯的。这个那个野生毛虫来，哪面来路来路高，实在别蛮来地来地哟。泸沽也跑的来，不晓得。有人来不是北边的，阿古来我连嘛，毕都路路啊过年进的，毕都毕都进过年来了，实在讲大面的北边的，泸沽也跑来真的不是东北的。阿古我连老年的，爬到爬虫，路越爬虫啊，路蛮好爬了，就讲买几两嘛，就讲买几篓，阿古就讲他讲买几篓，看来看来买一包，买买一年钱的一包，阿古。 စကိုင်းမှာထိနေတဲ့ဘာသာပေါင်းစုံလူမျိုးပေါင်းစုံမန္တလေးမှာထိနေတဲ့ဘာသာပေါင်းစုံလူမျိုးပေါင်းစုံနေပြည်တော်မှာထိနေတဲ့ဘာသာပေါင်းစုံလူမျိုးပေါင်းစုံဒီဘာသာပေါင်းစုံလူမျိုးပေါင်းစုံကိုအကူအညီပေးနေတဲ့သူတွေကိုအကူအညီပေးလို့မရအောင်လုပ်နေတဲ့စစ်တပ်ကိုလူခွေရေးဖွဲ့စည်းတွေဘာမှပြောတော့အဖွဲ့အစည်း169ဘွဲ့လည်းပျောက်သွားပြီလူခွေရေးအော်တဲ့ကောင်တွေလည်းအတမ်းကြားတော့အခုစကိုင်းမှာဒုက္ခရောက်နေတာလူတွေမဟုတ်ဘူးလားမန္တလေးမှာဒုက္ခရောက်နေတာလူတွေမဟုတ်ဘူးလား နေပြည်တော်မှာဒုက္ခရောက်နေတာလူတွေမဟုတ်ဘူးလားအဲ့ဒီလူတွေဒုက္ခရောက်တဲ့သူကိုကူညီနေတာလေလူတွေပဲမဟုတ်ဘူးလားအဲ့ဒီကူညီနေတဲ့လူတွေကိုအနှောက်အယှက်ပေးတဲ့စစ်တပ်ကိုလူခွေရဲ့အဖွဲ့အစည်းတွေအခုမှမပြောဘူးလူခွေရဲ့အဖွဲ့အစည်းတွေစောင့်နေတာပါလေငြိမ်းချမ်းရေးစကားပြောငြိမ်းချမ်းရေးစကားပြောငြိမ်းချမ်းရေးစကားပြောရင်လူခွေရဲ့အဖွဲ့အစည်းကလူတွေကအ ਨੇ ဆုံးတော့လေ့လာသူနဲ့တက်မယ်ဟိုတယ်မှာနေရမယ်စစ်တပ်ကကျွေးတာစားရမယ်ပြီးတော့ဗမာပြည်မှာလူခွေရဲ့သမားတွေဆိုတာဥပဒေအထက်မှာနေကျင်တာဖုံးကြီးတွေလိုမျိုးကတော့ပါရဲ့ဟို စုံစုံပြစားကျင်တာဟောကြီးတယ်လို့မျိုးအချုပ်ဘွက်တဲကျင်တာဒီတော့ဒီလူခုရေးသမားတွေကိုစကောလာတွေကိုနော်ပညာတော်သင်စုရတယ်ပြောပြီးတော့စကယ်ပြန်တာတာကောင်တွေကနေရာတွေယူပြီးတော့တိုင်းပြည်ကိုဖျက်ဆီးနေတာမျိုးတွေဒါတွေကိုပြည်သူလူထုအခုချိန်မှာသေသေးချာချာသိအောင်ကျွန်တော်တို့ကအချိုးအချောင်းကိုသေသေးချာချာပြောတင်တယ်နောက်တစ်ချက်ကတော့ကိုလူမျိုးကိုဘာသာကိုရက်ကွက်ကိုနေရာဆိုပြီးတော့မဟုတ်ကဟုတ်ကမလုံးနေလျှောက်ပေးနေတာ ဒီလိုလူတွေကိုကျွန်တော်တို့ကတေးတေးချာချာနာမည်နဲ့ပါတေးတေးချာချာတက်ပြီးတော့ပြောဖို့လိုတယ်ဒီလူတွေကလိန်ကကြစ်လုပ်နေတယ်ဆိုတာကိုပြည်သူတွေတေးတေးချာချာသိဖို့လိုတယ်အဲ့တော့ကျွန်တော်ဏီကုန်းချုပ်ပါတော့မယ်ကိုဘလောက်ပဲလှုပ်ချင်လှုပ်ချင်ကိုဘလောက်ပဲဖြစ်ချင်ဖြစ်ချင်အခြေအနေကကိုဖြစ်ချင်တယ်လို့ဖြစ်မလာဘူးအခြေအနေကကိုလှုပ်ချင်တယ်လို့ပေးမလာဘူးအဲ့ဒီလိုမျိုးအခြေအနေကကိုဖြစ်ချင်တယ်လို့ဖြစ်မလာဘူးပေးမလာဘူးဟဲ့ဆိုလို့ရှိရင်ကိုကဘလို့ဖောက်ထွက်ပြီးတော့ကိုဘလို့လှုပ်မှာလဲကိုကဘလို့ဖောက်ထွက်ပြီးတော့ကိုကဘလို့ပြည်သူတွေကိုရှေ့ကနေဥဆောင်မှာလဲ ီလိုဟာမျိုးစဉ်းစားနိုင်တဲ့ခေါင်းဆောင်တွေဗမာပြည်မှာပေါ်ဖို့အရင်အရေးကြီးပါတယ်ပြည်သူတွေအနေနဲ့ကလည်းတည်တည်ချာချာသိဖို့လိုတယ်ငါတို့ကဒီဆရာနာရှင်စနစ်ရှိနေအမြဲတမ်းနှင်နာမယ်ဘာသာမတူရင်လည်းနှင်နာတယ်လူမျိုးမတူရင်လည်းနှင်နာတယ်ဒီစစ်တပ်ကညီမျိုးစုံနဲ့လူတိုင်းကိုခွဲခြားနေတာဒီစစ်တပ်မှာဗာလဲဆိုတော့သူတို့အပေါ်မှာဖားတဲ့လူတွေသူတို့ကိုကြောက်တဲ့လူဆိုလို့ရှိရင်သူတို့နေရာပေးမယ်သူတို့ဖျက်ချောက်မယ်သူတို့ကိုစန့်ကျင်တဲ့လူဆိုလို့ရှိရင်ရန်သူလုပ်ဥပမာတစ်ခုကိုပြောပြမယ်ရခိုင်ထဲမှာ အေးမောင်တို့စောမြရာဇာလင်းတို့ဆိုလို့ရှိလို့ရှိရင်မင်းအောင်လိုင်ကချစ်မှချစ်မင်းအောင်လိုင်ကနေရာပေးမှပေးသူတို့ကိုစန့်ကျင်တဲ့ရခိုင်ဆိုလို့ရှိရင်တတ်မှတတ်ဒီအတိုင်းပဲကချင်ထဲမှာမြေဆုံဆောက်ချင်တယ်ပြောတဲ့လူတွေကြားလို့ရှိရင်ပါတီလုပ်မယ်ဆိုလဲကြံ့ခိုင်ရင်းနဲ့ညီနောင်ပါတီပါလုပ်နော်သူတို့နဲ့အစဉ်ပြေတဲ့ကချင်တွေဆိုအခုချိန်ထိရွှေတူးကျင်တဲ့လူကတူးဟောသူတို့နဲ့အစဉ်မပြေတဲ့ကချင်ကြားလို့ရှိရင်မြို့ပေါ်တက်ကာရာအိုကေဆိုရင်တော့ဖမ်းပြီးတော့ရိုက်နဲ့တတ်ဒါမျိုးတွေကိုပြည်သူလူထုကလည်းတည်တည်ချာချာသိဖို့လိုတယ်။ဒီတော့ဘာသာပေါင်းစုံလူမျိုးပေါင်းစုံကခန်းနေရတာ အဲ့တော့ခန်းနေရတဲ့ဘာသာပေါင်းစုံလူမျိုးပေါင်းစုံကပြည်သူတွေလည်းငါတို့အပေါ်မှာဘသူကတော့ခေါင်းဆောင်မှုတည်တည်ချာချာပေးနိုင်တယ်ဘသူကတော့စေတနာရှိတယ်ဘသူကတော့ငါတို့အတွက်တည်တည်ချာချာဖြစ်မယ်ဒါအခုအချိန်မှာဖြစ်တော့မှနောက်တစ်ချိန်ကျရင်ပြောင်းလဲမလားမပြောင်းလဲလားမသိသေးဘူးလူဆိုတာတစ်ချိန်လုံးစောင့်ကြည့်နေရတာလူဆိုတာအမြဲတမ်းပြောင်းလဲတယ်ပြောင်းလဲတယ်အချိန်နေပေါ်မှာမူတည်ပြီးပြောင်းလဲတယ်အာနာပေါ်မှာမူတည်ပြီးပြောင်းလဲတယ်နေရာပေါ်မှာမူတည်ပြီးပြောင်းလဲတယ်ဗမာလူမျိုးတွေကနေပြီးတော့ခရိုဒီခရိုဒီဘလောက်ခေါ်ခေါ်ဒေါ်အောင်ဆန်းစုကြည်အာနာရတော့တိုက်ကွန်းနေကိုကိုတွေ အဲ့လိုမျိုးတွေဖြစ်ကုန်တယ်ဒါကကျွန်တော်မှဖြစ်တာမဟုတ်ဘူးကျွန်တော်ဟိုလာမပြောနဲ့ကျွန်တော်တို့ကမမပြည်လဲမပြောင်းဘူးကျွန်တော်တို့ကဒီကနေပြီးတော့2008အခြေခံဥပဒေအောက်မှာဆိုရင်ဘာမှမဖြစ်ဘူးဆိုပြီးကျွန်တော်တို့ကပြောထားပြီးသားဒီတော့ပြည်သူလူထုအနေနဲ့လည်းအစီအမဲအချိန်မျိုးစောင့်ကြည့်နေပါကိုဒုက္ခတွေကိုလည်းကိုဘာသာကိုဘယ်လိုဖြေရှင်းမလဲစုပေါင်းပြီးတော့ဘယ်လိုဖြေရှင်းမလဲဒီလိုမျိုးတွေလောက်ကြပါပြောရင်လည်းဒီ life ကိုညှိကုန်းထုတ်ပါတယ်အားလုံးပဲအစီအပြေကြပါစေ၃လ၆လကတော့သူများတွေပြောနေသလိုလမ်းများအားလုံးနေပြည်တော်တို့ လမ်းတွေနေပြည်တော်ကိုပေါက်ရင်တော့မှအခြေအနေကနေပြည်တော်ကိုတိုက်ဖို့မလိုဘူးဘာဖြစ်လို့လဲနိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေကိုကျွန်တော်တို့ကသွားပြီးထိလို့မရအောင်ကျွန်တော်တို့ကသွားပြီးတော့တိုက်လို့မရအောင်နိုင်ငံတကာတော်လာအဲ့နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေကအခုတယောက်ချင်းအပြင်ထွက်တာကိုစစ်တပ်ကပတ်မဲ့ကိစ္စကိုကိုတွေကဘလို့ကြိုတင်ပြင်ဆင်ကာကွယ်မလဲဆိုတာစဉ်းစားကြပါပြောရင်လည်းဒီလိုက်ကိုဒီကုတ်ချုပ်ပါလေကျွန်တော်လည်းထပ်ပြီးတော့တွေ့ကြသေးတာပေါ့